ော်လန်ရင်းနဲ့အထိမ်းအမှတ်အကျဉ်းသား80ကျော်လွှတ်ပေးလိုက်ပါတယ်။ရေစကြိုမြို့နယ်ပြီးဆက်ကုန်းရွာကိုစစ်ကောင်စီတပ်ဝင်ရောက်မီးရှို့ခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်ကကြားဖြတ်လုပ်ငန်းတွေနှိမ်နင်းပေမဲ့လူသိမ်းနဲ့ချီလောက်ကင်နေတော့မှဖြစ်ပါတယ်။ဒီသတင်းတွေအပါအဝင်ဒီနေ့မနက်ခင်းသတင်းတွေကိုထုတ်လွှင့်သွားမှာပါရှင်။ 38နှစ်ပြည့်ချင်းတော်လှန်ရေးနှင့်အထိမ်းအမှတ်အဖြစ်အကျဉ်းသား82ယောက်ကိုလူငယ်ချမ်းသာတွင်ပေးလိုက်ကြောင်းချင်းမျိုးသားတပ်ဦး CNF ကမနေ့ကသတင်းထုတ်ပြန်ပါရယ်မတ်လ20ရက်နေ့ဟာအာနာရှင်စနစ်အမြင့်ဖြတ်ချေမှုန်ပြီးအမျိုးသားကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့အမျိုးသားဒန်းတူရေးအာမခံချက်ရှိတဲ့ Federal ပြည်ထောင်စုတိဆောက်ရေးအတွက်လက်နက်ကင်တိုက်ပွဲဝင်ခဲ့တဲ့38နှစ်ပြည့်ချင်းတော်လှန်ရေးနေ့လို့လည်းဆိုပါရယ်အခုပြန်လှုပ်ပေးလိုက်တဲ့သူတွေဟာဘသူဘဝဆိုတာထည့်သွင်းမထုတ်ပြန်ပါဘူး ချင်းမျိုးသားတပ်ဦးအနေနဲ့2025ခုနှစ်အတွင်းနိုင်ငံရေးစီရေးတန်တမာရေးလှုပ်ရှားမှုအရှိန်တိုးမြင့်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်ရှင်။မကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသပြီးဆက်ကုံရွာကိုစစ်ကောင်စီစစ်ကြောင်းမင်းနေလေကဝင်ရောက်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတယ်လို့ရေစကြို Township Info Committee ကသတင်းထုတ်ပြန်ပါတယ်။မီးရှို့ခံရတဲ့အိမ်ရေအတွက်အတိအကျမသိရသေးဘူးလို့လည်းပြောပါတယ်။ ပခုတ်ကူအခြေဆိုင်အမှတ်101ချေမြန်တပ်မဌာနချုပ်နဲ့ရည်စကြိုမျိုးကခမရ256 259 258တရင်ကစစ်သားအင်အား200ကျော်နဲ့ရေလက်ကျွန်းဒေသကိုမတ်လ2ရက်နေ့ကစပြီးစစ်တောင်းတို့စီးနှင်းခဲ့တာလို့ပြောပါရယ်ရေလက်ကျွန်းဒေသမှာလူ18ယောက်ထပ်မင်းနဲ့တပ်ဖြတ်ခံရတယ်လို့လည်းပြောပါရယ် မတ်လ၂ရက်နေ့ကနေ၄ရက်နေ့အထိမြေစွန်းတော်ရွာကိုစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့တာကြောင့်အိမ်260ကျော်ပျက်စီးခဲ့တယ်လို့မတ်လ၅ရက်နေ့ကလည်းဇယက်နီရွာကနေအိမ်68လူကိုမီးရှို့ခဲ့တယ်လို့ရေစကြိုထောင်ရှစ် info committee ကမတ်လ18ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်ရှင် ဒုက္ခသည်တွေအိန္ဒိယမှတ်ပုတ်တင် အထောက်ထားရယူနေတာတားမြစ်ဖို့ဗဟိုအစိုးရပြည်ထရေးဝန်ကြီးဌာနကမှာကြားတဲ့အတိုင်းမီဇိုရန်ပြည်နယ်ပြည်ထရေးဝန်ကြီးကအရေးယူဆောင်ရွက်နေတယ်လို့ Hindu Times ကမနေ့ကဖော်ပြပါဗျ။ပြည်နယ်မှာနေထိုင်နေတဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်တွေကိုအထောက်အကူပေးနိုင်တဲ့ဘလို့ထောက်ခံချက်မျိုးမှအရက်ဖက်အဖွဲ့ဒေတာဆိုင်ရာကောင်စီနဲ့ကျေးရွာအာဏာပိုင်တွေကထုတ်မပေးဖို့မီဇိုရန်ပြည်နယ်အိုက်ဇောခရိုင်အုပ်ချုပ်ရေးအဖွဲ့ကအင်္ဂါနေ့ကတားမြစ်တာလို့ဆိုပါတယ်။ ဥပဒေအရဒုက္ခသည်တွေဟာမဲပေးနိုင်တဲ့မှတ်ပုံတင်ကတ်တွေမွေးစင်းတွေတိုင်းရင်းသားဖြစ်ကြောင်းအတိမတ်ပြုစာတွေဒါမှမဟုတ်ပြည်နယ်တွင်းနေထိုင်ကြောင်းအတိမတ်ပြုစာတွေရယူခွင့်မရှိဘူးလို့ပြောပါတယ်ရှင်ထိုင်းမြန်မာနယ်စပ်တလျှောက်ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုနိုင်ငံဆောင်ကပူးပေါင်းနှိမ်နှင်းပေမဲ့လူတသိန်းထိလုတ်ကင်နေကြတော့မယ်လို့ကြားဖြန့်နှိမ်နှင်းလုပ်ငန်းဥဆောင်တဲ့ထိုင်းရဲချုပ်ကပြောကြားတဲ့အကြောင်းဘန်ကောက်ပို့စ်ကမနေ့ကဖော်ပြပါဗျာ။ ထိုင်းနယ်စပ်တွေတခြားမှာရှိတဲ့ကြားဖြန့်ဒူးစရိုက်ခိုင်းလုပ်ငန်းတွေကိုဖျက်သိမ်းဖို့ဒေသဆိုင်ရာကကြိုးပမ်းတဲ့နေရာမှာထိုင်းနိုင်ငံကရှေ့တန်းကနေပါဝင်နေရပါ။ကရင်ပြည်နယ်မြောက်ရီတဝိုက်မှာပြန့်ကျဲနေတဲ့ကြားဖြန့်လုပ်ငန်းတွေကနေလူ9000လောက်ကိုဆွဲထုတ်ခဲ့ပေမဲ့ယာနဲ့ချီတဲ့သူတွေဟာသူတို့သဘောဆန္ဒအလျောက်ကြားဖြန့်လုပ်ငန်းတွေစီပြန်သွားတယ်လို့အစောပိုင်းသုံးသပ်ချက်တွေမှာပါရှိတဲ့အကြောင်းရဲချုပ်ကပြောပါရယ်။ လူတော်တော်များများဟာမြရီကိုတရားမဝင်တွားရောက်ပြီးအလုရှာဖွေဖို့ထိုင်းကိုလမ်းကြောင်းတစ်ကြောင်းအဖြစ်အသုံးချတယ်လို့ပြောပါတယ်။တယ်လီဖုန်းခေါ်ဆိုဌာနတွေလိုမျိုးရာဇဝတ်ခိုင်းနေမှာတွေမကပဲနဲ့အွန်လိုင်းလောင်းကစားနဲ့တခြားလုပ်ငန်းတွေမှာအလုရှာဖွေတယ်လို့ပြောပါတယ်ရှင်။ တောင်ကိုရီးယားနိုင်ငံကလူဦးရေတထောင်ခွဲလောက်သာရှိတဲ့ရုံရမ်းစီရင်စုမှာလူဦးရေများအောင်လို့မြန်မာဒုက္ခသည်40လာရောက်နေထိုင်ဖို့စီမံချက်ကိုစန့်ကျင်သူတွေရှိတယ်လို့ The Korean Times ကမနေ့ကဖော်ပြပါဗျ။ဒီစီမံချက်နဲ့ပတ်သက်ပြီးစီရင်စုတာဝန်ရှိသူတွေဘ ਹੁ အစိုးရနဲ့ဆွေးနွေးကြတယ်လို့စီရင်စုရုံအွန်လိုင်းသတင်းလွှာမှာကြေညာပြီးတဲ့နောက်ဒီစီစဉ်ကိုပယ်ဖျက်ဖို့ပြောကြတယ်လို့ဆိုပါတယ်။ လူဦးရေနေပါတာကိုတိုးပွားစေဖို့ဒုက္ခသည်တွေခေါ်ယူမဲ့မူဝါဒကမှားယွင်းကြောင်းဒီစီစဉ်ဖြစ်မြောက်ရင်လူတွေပိုပြောင်းရွှေ့ဝင်ရောက်လာပြီးအများပြည်သူလုံခြုံရေးနဲ့ဘာသာရေးပြဿနာတွေပေါ်ပေါက်မဲ့အလားအလာရှိကြောင်းစာအရီပြောကြပါတယ်ရှင်ထိုင်းနိုင်ငံကနေတရုတ်နိုင်ငံကိုပြီးခဲ့တဲ့လကပြန်ပို့ခံလိုက်ရတဲ့ဝီဂါတွေနဲ့တွေ့ဆုံဖို့ထိုင်းအစိုးရဖွဲ့ဝင်ကြီးတွေရှင်ကျန်းဒေသကိုအင်္ဂါနေ့ကထွက်ခွာသွားတယ်လို့ဘန်ကောက်ပို့စ်ကမနေ့ကဖော်ပြပါဗျာ ဝီကအယောက်40ကိုတရုတ်နိုင်ငံကိုပို့လိုက်ပြီးမဲ့9ယောက်ကိုပဲထိုင်းနိုင်ငံကိုပြန်ခေါ်နိုင်မယ်လို့ပြောပါတယ်ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာပညာရှင်တွေကပြန်မပို့ဖို့တိုက်တွန်းတဲ့ကြားကဝီဂါအယောက်40ကိုဖေဖော်ဝါရီလ29ရက်ကပြန်ပို့လိုက်တာပါဒီအတွက်ပြန်ပို့တဲ့ထိုင်းတာဝန်ရှိသူတွေကိုအမေရိကန်ကအရေးယူတန်းခတ်ခဲ့ပါတယ်ရှင် ဒီနေ့မနက်ခင်းသတင်းလေးကိုတင်ပြခဲ့တာပါ RFA ရဲ့အစီအစဉ်တွေကို RFA Barmis Facebook Page, YouTube, Instagram, Telegram နဲ့ RFA Website ဆာမျက်နှာတွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ်။အားလုံးပဲတာရတဲ့နေ့လေးဖြစ်ပါစေ။ကျမအသေးမင်းစင်ပါရှင်။